ပန်ဆယ်လိုရဲ့အမှုကိစ္စဘာတွေဖြစ်နိုင်ချေရှိတယ်လဲ။ဟာလုံးဝမင်္ဂလာပါကျွန်တော် အားလုံးကိုဂရုပေးထားတဲ့အတိုင်းဒီ defamation lawsuit ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နေထားတွေဘလို့ဖြစ်နိုင်ကြလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးပါမယ်။အာလူတချို့တည်ပြီးသားလူတွေအကုန်လုံးနှိပါတည်ပြီးသားဖြစ်မှာပါ like um ပန်ဆယ်လိုကသူ့ကိုအကြောင်းမဲ့တိုက်ခိုက်နေတဲ့လူတွေကို နောက်ဆုံးမသိခနိုင်တော့ဘူးဆိုပြီးတော့ အတရေဖြတ်မှုပေါ့နော် defamation lawsuit ဆိုတာကအတရေဖြတ်မှုကိုခေါ်တာပါမြန်မာလိုပြောရမယ်ဆိုရင်တော့ဂုံတိတ်ခါညှိုးနှွမ်းစေမှုပေါ့နော်အတရေဖြတ်မှုနဲ့တရားစွဲဆိုဖို့စတင်ဆောင်ရွက်နေပါတယ်ဆိုပြီးတော့မနေ့ကတော့သူကကြော်ညာလာတယ်အဲ့တော့ဒီနေရာမှာ defamation ဆိုတာကဘာလဲပေါ့အတရေပြက်စီမှုဟာဘာလဲတချို့လူတွေကနာမည်မပါဘူးသူ့ကိုပြောတာမှမဟုတ်တာပန်ဆယ်လူမှမဟုတ်တာပေါ့နော်အဲ့လိုမျိုးတွေ ပြောရင်အခုလောလောဆယ်လူအများကြီးကသိပြီးပါပြီအသေးဖြတ်မှုမြောက်ဖို့ဆိုရင်နာမည်ပါခြင်းမပါခြင်းဟာအဓိကမကြပါဘူးအကယ်၍သင်ဟာတစုံတယောက်သောသူကသင်ကိုတိုက်ခိုက်တယ်တိုက်ခိုက်နေတယ်တိုက်ခိုက်တဲ့နေရာမှာကျွန်တော်ကိုတိုက်ခိုက်တယ်ဒါနီရှားကနီရှားကလို့မပြောဘဲနဲ့သူတို့ပြောချင်တဲ့အတိုင်းဥမာဟိုအမေရိကကလမပေါ့အဲလေသူတို့ပြောလိုက်တာ ਨੇ သိရမလားဟိုတယောက်ပေါ့အဲ့တယောက်ပေါ့ သိရမလားဒီလိုမျိုးလူတိရများပြီးတော့မှဟိုဟာလုတ်တယ်ဒီဟာလုတ်တယ်ဆိုအဲ့ထဲမှာကျွန်တော်ရဲ့မိတ်ဆွေတွေကဟာဒါတော့ဖြစ်နီရှာကိုပြောနေတာပဲအဲ့လိုမျိုးသိကြတယ်ဆိုလို့ရှိရင်ဒါဟာ အတေးဖြတ်မှုမြောက်ပါတယ်အဲ့တော့ထိုးသူဟာနာမည်ပြောသည် ဖြစ်စေပါသည်ဖြစ်စေမပါသည်ဖြစ်စေနားထောင်တဲ့လူတွေဟာဒါကတော့ဖြစ်သူ့ကိုပြောနေတာပါလားလို့သိပြီဆိုတာနဲ့အတေးဖြတ်မှုမြောက်ပါတယ်ဥပမာပန်ဆယ်လိုကိုပြောကြတဲ့သူတွေဆိုလို့ရှိရင်လေကျွန်တော်ရဲ့ post out တွေမှာလဲတခိုးမတခိုးမဆိုပြီးလာလာပြီးအတင်းနေတခိုးမအောင်အားပေးရဲ့နင်ကဆိုပြီးလာလုံနေရမလားအဲ့ဒီမှာအဲ့ဒါဆိုလို့ရှိရင်ဂျင်းသေးပါ အသေးဖြတ်မှုမြောက်တာပေါ့နော်ဘာလဲဆိုသူတို့ကဘသူကိုပြောနေတယ်လဲဆိုတာကျွန်တော်တို့အားလုံးကသိကြတာ哦 Okay အဲ့တော့အသေးဖြတ်မှုမြောက်ခြင်းမမြောက်ခြင်းဆိုတဲ့ကိစ္စတွေကတော်တော်တော့သိပြီးသားဖြစ်ပါပြီအဲ့တော့အသေးဖြတ်မှုဆိုတဲ့ process ကဘယ်လိုသွားလဲဆိုတာကိုပြောပြရအောင်အဲ့ဒါကပိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီမှာအဲ့တော့ကိုကအသေးဖြတ်မှုမြောက်တယ်ဆိုတာကိုကသိနေပြီကိုကိုပြောတယ်ပြောတယ် ဲ့တော့ငါကတော့တိုင်တော့မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အစီအစဉ်ကဘယ်လိုသွားလဲဆိုနံပါတ်1မှာကိုဟာဒီရဲ့အာ evidence တွေပေါ့နော်အာမြန်မာလိုဘယ်လိုပြောရလဲတက်သေးတွေကိုစုရတယ်အဲ့တော့ post တင်ထားတာဆိုလို့ရှိရင်ဘာလဲဆိုတော့ဒီ post တင်ထားတာဆိုပို့ဆိုးသေးတယ်ဥမာကိုယ့်ရဲ့အတိုင်းဝိုင်းလေးထဲမှာမဟုတ်ပဲနဲ့ဒီလိုမျိုး post တွေမှာတင်ပြီးတော့ပို့ပြီးတော့ပြန်ပြန်လည်လည်ရှိစီရယ်ဆိုရင်အမှုကပိုကြီးတယ်ပေါ့နော်အဲ့တော့ ပထမဦးဆုံး evidence တွေစုရတယ်။နံပါတ်1အနေနဲ့ကဒီသက်ဆိုင်ရာရှေ့နေစီကိုတွားရတယ်။ရှေ့နေကိုပြရရတယ်ရှင်းပြရတယ်အကူအညီတောင်းရတယ် consultation လုပ်တယ်လို့ခေါ်တာပေါ့နော်ဒီမှာကျတော့အာရှင်းနေရထိုင်ပြီးတော့အကြံဉာဏ်ပေးတယ်အဲ့တော့ဟုတ်ပြီအခုပန်ဆယ်လိုရဲ့အခြေအနေကသူဟာရှင်းနေနဲ့သွားပြီးပြီဒီ payment ကိုလည်းပေးလိုက်ပြီးအလုပ်အပ်လိုက်ပြီးလို့အဓိပ္ပာယ်ရတာပေါ့နော်အလုပ်အပ်လိုက်ပြီးဆိုရင်သူ့ရဲ့နောက်တစ်ဆင့်ကဘာဖြစ်မလဲသူ့ရဲ့နောက်တစ်ဆင့်ကဘာဖြစ်မလဲဆိုတော့ရှင်းနေဟာ တက်ဆိုင်သူနှူးစီကိုအခုသူတရားစွဲဆိုမယ်လို့လှုပ်ထားတဲ့လူနှူးစီကိုဒီကိစ္စတွေရက်တန်းကရက်ဖို့တင်ထားပြီးသားရှိနေတဲ့ဟာတွေကိုလည်းဖျက်ပလိုက်ဖို့နောက်ပြီးရင်လူတိရှင်ကြားတယဝန်တောင်းပန်ဖို့ဆိုရက်စာပို့လိုက်မယ် This is letter လို့ခေါ်ရကွယ်အဲ့ဒီစာကိုပို့လိုက်မယ်အဲ့တော့ဟိုဘက်ကလူတွေက အဲ့တော့ဟိုဘက်ကတရခန်တွေကဥမာတရားဆွဲရမလို့တရလို့တရခန်နဲ့ပြောမယ်နော်တရခန်တွေကကိုပါထားတဲ့ချီပြန်စားပြီးတော့ပန်ဆယ်လိုကိုတောင်းပန်ချင်ရင်တောင်းပန်မတောင်းပန်နိုင်ဘူးဟဲ့ငါတို့ကတော့မတောင်းပန်ဘူးငါတို့ရဲ့ဂုံတိတ်ခါကအရေးကြီးတယ်ဆိုလို့ရှိရင်တော့ နောက်တစ်ဆင့်တက်ရပြီဒါဆိုလို့ရှိရင် law suit ကိုသွားပြီပေါ့နော်အကယ်၍သူတို့ law suit ကိုမသွားချင်ဆိုရင်တော့တောင်းမမာရဲမကြီးရဲ့ကျွန်တော်တို့အမိုက်မဲလေးမှုလို့ခွင့်လွန်လိုက်ပါနောက်လည်းမလုပ်တော့ပါဘူးအခုလှုပ်ထားဘူးသမျှကိုလည်းအပြစ်မိုက်မဲမှုလို့သဘောထားပြီးတော့တောင်းမမာရဲလို့ပြောပြီးတော့ကျေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာ law suit မသွားရဘူးပေါ့နော်အဲ့တော့ပြီးသွားမယ်အဲ့ဒါကမှမဟုတ်ဘဲနဲ့မတောင်းပန်နိုင်ဘူးဟဲ့ ပေါ့သူတို့ပြောတာလေသူတို့ကိုသူတို့ငါတို့ကတော့ငါတို့ပြောတဲ့ဟာကိုတာဝန်ယူပြီးပြောတာပါဆိုလို့ရှိရင်တော့ lawsuit ကိုသွားမယ် lawsuit သွားတဲ့အချိန်မှာ lawsuit ကလာဘယ်လောက်ထိကြာနိုင်လဲဆိုတော့6လလောက်ကနေ3လ5လ6လလောက်ကနေနှစ်နှစ်လောက်ထိကြာနိုင်လဲ lawsuit ကိုသွားပြီးဆိုလို့ရှိရင်တော့ဒီဟာကခုံရုံရောက်မယ်ပေါ့နော်အဲခုံရုံခေါ်လာတရားရုံးကိုရောက်မယ် ဘသူတွေကဒီတရားကိစ္စကိုဒါဟာဟုတ်တယ်လဲမဟုတ်ဘူးလဲဖြစ်နိုင်လဲမဖြစ်နိုင်ဘူးလဲဂုံတေဖြတ်မှုမြောက်သလားဆိုတာကိုတရားသူကြီးနဲ့ဂျူရီတွေနဲ့ဒီနိုင်ငံမှာဘာမဆိုတော့ကိုကိုမမှန်ကန်ကန်ဆုံးဖြတ်ပေးမဲ့ကိုနဲ့လုံးဝမသိရလူအဖွဲ့စီကိုဖွဲ့စီပြီးမှထိုင်ခိုင်းတာ哦အဲ့တော့ jury တွေအများကြီးထိုင်ပြီးတော့ဒါကိုသေချာကြားနာ evidence တွေကြည့်ပြီးမှ အထောက်အထားတွေကြည့်ပြီးမှအာအမှုမြောက်ကြအောင်မမြောက်ကြအောင်ဆုံးဖြတ်လိုက်မယ်အမှုမြောက်တယ်မမြောက်တယ်ဆိုတဲ့နေရာမှာဘယ်လောက်ထိပြင်းထန်တဲ့အမှုဖြစ်တယ်လဲဆိုတာသူ့ရဲ့ဂုံတိတ်ခါဘလို့ကြဆင်းသွားတယ်လဲဂုံတိတ်ခါတွေကြရတယ်ကိုယ့်ရဲ့အဆက်ကွဲတယ်နော်ကိုယ့်ရဲ့အတိုင်းဝိုင်းကြားထဲမှာကိုယ်တချို့တွေကမယုံတော့ဘူးသူတို့ပြောတဲ့စကားတွေကိုတို့လောတို့လောထင်စေတယ်အစတုန်းကတော့မျက်စိမိတ်ယုံတဲ့လူတွေဟာကိုမျက်စိမိတ်မယုံမနဲ့ဟွန်းဆိုပြီးတော့နေဖြစ်ကုန်တယ်ဆိုလို့ရှိရင်တကန့် အိုက်ထက်ပို့ဆိုးတာကကိုယ့်ရဲ့စီးပွားရေးတွေပါထိခိုက်တယ်ကိုနဲ့အစားတော့အလုံးလုံးမယ်ဆိုစဉ်းစားထားတဲ့လူကအလုံးမလုံးတော့ဘူးသူ့ရောဖြစ်မယုံတော့ဘူးဆိုပြီးတော့ဖြက်လိုက်တယ်ကိုယ့်ရဲ့ဂုံတိတ်ခါကြောင့်သူ့ရောငါကတော့မယုံတော့ဘူးဒီသတင်းတွေကြားနေတယ်ဟုတ်လားမသိဘူးမဟုတ်လားမသိဘူးဆိုပြီးကိုယ့်ရဲ့စီးပွားတွေပါပြတ်သွားတယ်ဆိုရင်တော့အမှုကပုံနေနေသွားပြီး အဲ့တော့ဒီအမှုမှာအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံဖြစ်လေးရှိသလဲဆိုတော့ထောင်တန်မှာပေးလို့ရတယ်ထောင်တန်လည်းပေးလို့ရတယ်ငွေတန်လည်းပေးလို့ရတယ်အဲ့တော့တကယ်အများအားဖြင့် defamation lawsuit တွေဟာဘယ်လိုဖြစ်သလဲဆိုတော့အာ settlement လုပ်လိုက်တာများတယ်အာ settlement လုပ်တယ်ဆိုတာကတရားရုံးအထိမရောက်ဘူးပေါ့နော် trial မယူဘဲနဲ့အပြင်ဒီဒီတရားဒီရှေ့နေတွေနဲ့ညှိနေတဲ့စကားမှာပဲကဲ settlement ဆိုတာလေအမှု အမိန်မချခင်ပေါ့နော်အမိန်မချခင်ဒါကတော့ဘသူဘသူကတော့မားနိုင်ချင်ရှိရနေကတော့ရှုံးဖို့ရှိရနေကတော့နိုင်ဖို့ရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့ lawyer အချင်းချင်းကနေပွန့်ပွန့်လင်းလင်းပြောပါတယ်ဒီအမှုကတော့ပြေရှုံးနိုင်ချင်ရှိရအဲ့တော့ settle ပဲလုပ်လိုက်ကြစို့ဆိုပြီးပြောတယ်အကယ်၍ settle မလုပ်ဘူးဆိုလို့ရှိရင်ခုနကပြောတယ်ရိုးရိုးတာမန်လူပေါ့နော်ရိုးရိုးတာမန်လူ personal level နဲ့ပေါ့ ဥမာ Trump ဆိုရင်ခဏခဏ cooperation တွေကိုတရားစွဲနေတာလေအဲ့ဒါဆိုရင်တော့သူ့ရဲ့ settlement က million 400တွေပါဖြစ်တာ哦အခုရိုးရိုးတာမန်လူသားပေါ့နော်ဒီအာတာမန်လူအနေနဲ့ဆိုလို့ရှိရင်ပထမအဆင့်အဆက်ကွဲတယ်လို့ခံစားရတဲ့အဆင့်မှာ settlement ဟာဒေါ်လာ9000ကနေပြီးသသိန်းထိတောင်းလို့ရတယ်ဒါမှမဟုတ်ပဲကျွန်တော်ခုနကပြောသလိုသူ့လုံလို့ကိုကတော့စီးပွားတွေပါပြတ်တယ်ကိုကစီးပွားလုံးမဲ့လူတွေငကွင်ကစီးပွားလုံးဖို့ပြောထားတဲ့ဇာတ်ကားတွေပြတ်ကုန်တယ်အဲစီးပွားလုံးွက်တယ် ဆုံးရှုံးရပါတယ်ဆိုရင်ငွေတထောင်ကနေပြီး9သိန်းအထိတောင်းလို့ရတယ်ဆက်တော့အဲ9သိန်းအထိပြည့်တန်ချမှတ်နိုင်တယ်ဒါမှမဟုတ်ပဲねပြောဆိုတဲ့လူဟာဒီဟာကိစ္စဟာမမှန်ဘူးဆိုတာတိတိကြီးနဲ့သူတို့လက်ထဲမှာဘာတက်သေးမှလည်းမရှိပါပဲနဲ့သူတို့ပြောပြောနေတဲ့တခိုးမတခိုးမအိမ်ဘလိုဝယ်နိုင်တာလဲအိမ်ဝယ်နိုင်တာမပြောနဲ့ခိုးထားရင်ခိုးတယ်ဆိုတဲ့တက်သေးပြငွေစရင်လွဲတာပြအဲ့ဒါမပြနိုင်ရင်တမင်တကာလောက်တံပြောမှုဆိုတဲ့အမှုကိုရောက်ပြီးအဲ့ဒီအမှုအတွက်ဆိုလို့ရှိရင် ဒေါ်လာတန်းချီတန်းချီတောင်းလို့ရပါတယ်เนาะအဲ့တော့ဒေါ်လာတန်းချီ composition တောင်းလို့ရတယ်အဲ့တော့ဒီခုနကပြောတဲ့အများအပြည့်အမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က settlement နဲ့ပဲပြီးသွားလေးရှိတယ်ဘာလဲဆိုတော့တရားရုံးအမေရိကန်မှာတရားရုံးတက်ရတယ်ဆိုတော့အရန်ပဆန်ကုန်တယ်အဲ့တော့နှစ်နှစ်လောက်ကြာမယ်ဆိုနှစ်နှစ်လောက်ကြီးပဆန်တွေတောင်းလျှောက်ကုန်နေမှာအဲ့တော့ဘသူကပဆန်ဆက်တောင်းလျှောက်ပေးနိုင်မလဲဆိုတဲ့ဟာအင်မတန်အရေးကြီးလာပြီပေါ့နော်အဲ့တော့ ပွဲရတော့ကြီးကောင်းမဲ့ပွဲပါနော်ဘလို့ပဲဖြစ်ဖြစ်လူများတကာကိုမဟုတ်မမှန်နေဆွဆွဲပြီးတော့သူတို့ဟာငွေမပေးနိုင်လို့တောင်းပန်ရမယ်ဆိုရင်လည်းကျွန်တော်တို့ကဝိုင်းပြီးလက်ခုပ်တီးပေးရမယ်ငွေပေးနိုင်လို့ဂုံတိတ်ခံရတော့ဖြစ်ကိခါကြမခံနိုင်ဘူးဆိုတော့လေပတ်စံလေးပေးတာကိုထိုင်ပြီးတော့ပန်ဆက်လို့တထေးမှဖြစ်တော့မှာပေါ့အလုံးမလုံးပါပါပဲနဲ့အလုံးကတော့သူကအများကြီးလုပ်တယ်ဒါပေမဲ့အလုံးမလုံးပဲနဲ့အလကားရတဲ့ပတ်စံတွေအများကြီးရတော့မယ်အမ်စိတ်ဝင်လာကြရတော့ကောင်းတယ်ကျွန်တော်တို့တူတူကြည့်လိုက်ရအောင် အလုတ်ရမ်းရှုပ်တာအခုရုံကပြက်ပြက်ချင်းအနှွေးတယ်ဆိုပြီးထိုင်စကားပြောနေလူကိုကြံသွားတာလေးပြောပြချင်တာတလားတရားမှာအမှုတွေလို့ရတယ်ဘသူတွေကိုတွေ့လို့ရလဲတလား post တွေကို share တဲ့လူတွေသူ့ကိုစော်ကားတဲ့ post တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ share ထားတဲ့ public တွေနဲ့ share ထားတဲ့လူတွေလည်းအမှုတွေလို့ရတယ်တန်ဆလူညီမလေးတိအောင်ပြောပြလိုက်ပြီနော်